မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့မိမိရဲ့ Facebook နဲ့ Messenger မှာမိစိမ့်ပိန်နီမိစိမ့်ဖွင့်နီကိုဘယ်လိုမျိုးအပိန်ဖွင့်လောက်ဆောင်ရမလဲဆိုတော့ပြပြပြပါမယ်ကိုက line တုံးနေရာကိုအခြားတူတွေကမမြင်စေချင်ဘူးဆိုရင်တော့မိစိမ့်ကိုပိန်ပြီးတော့ line ကိုခိုးတုံးလို့ရတယ်လို့ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ Facebook နဲ့ Messenger ကမိစိမ့်ကပိန်နေရဆိုရင်ဘယ်လိုမျိုးပြန်ဖွင့်ရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာ ပြန်လည်မျှဝေပြပါမယ်โอเคဒါဆိုရင်ဘယ်လိုမျိုးလောက်ဆောင်ရမလဲဆိုတော့ကျွန်တော်နဲ့တူ live လုပ်ကြည့်အောင် Facebook မှာမိစိမ်ပေးဖို့ဆိုရင်တော့ Facebook ရဲ့ Citizen ID ရောဝင်ရောက်ပေးပြရမှာဖြစ်ပါတယ် Facebook Citizen နဲ့ဝင်ဖို့အတွက်အများပဲမြေချောင်းလုံးချောင်းကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်မြေချောင်းလုံးချောင်းနှိပ်ပြရနဲ့အပေါ်ကိုဆွတ်တင်ပေးပါမယ်ဒီနေရာပြဆိုရင်တော့ Citizen ရဲ့ Buffer C ကိုထပ်နှိပ်ပြရမှာဖြစ်ပါတယ် PR နဲ့ Citizen ကိုထပ်နှိပ်ပြရမှာဖြစ်ပါတယ် ီနေ့ရောက်ပြီဆိုရင်တော့အပေါ်ကိုထပ်ပြီးတော့ဆွဲတင်ပေးရမှာဖြစ်ပါတယ်ဒီညမှာဆိုရင်တော့ HDMI ဘွေးဆွေးနေရာကိုထပ်နေပေးရမှာဖြစ်ပါတယ်ဒီနေ့ရောက်ပြီဆိုရင်တော့အပေါ်မှာဒီလိုမျိုးလေးဖွင့်ထားပေးမယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook ကမီးစိမ်းပွင့်နေရာဖြစ်ပါတယ်တကယ်လို့ဒီလိုမျိုးလေးပြန်ပိတ်ထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook ကမီးစိမ်းပိတ်နေရာဖြစ်ပါတယ်မီးစိမ်းဖွင့်နေရဆိုရင်တော့ကိုယ့်ရဲ့ Facebook က မိစိမ့်ဖွင့်နေရဖြစ်တဲ့အတွက်တခြားသူတွေကကိုလိုင်းပေါ်မှာရှိနေအောင်တွေးရမှာဖြစ်ပါတယ်ဒီလိုမျိုးပိတ်ထားပေးမယ်ဆိုရင်တော့ကို Facebook တုံးနေအောင်အခြားတွေကမြင်ရမှာမဟုတ်ပါဘူးတကယ်လို့ဖွင့်ထားခြင်းနဲ့ဆိုရင်ပြန်ဖွင့်လိုက်ပါပိတ်ထားမယ်ဆိုရင်တော့ပြန်ပိတ်လိုက်ပါဒါဆိုရင်တော့ Facebook မှာမိစိမ့်ဖွင့်နေပိန်နေကိုတီးသွားတော့ပါပြီပြီးရတဲ့ Messenger ကိုတစ်ချက်ပြန်ထွက်လိုက်ပါမယ် မစင်ချောင်းကျွန်တော် Facebook နေပါပဲတိုက်ရိုက်ဝင်လိုက်ပါမယ် Messenger မှာဆိုရင်ဒီလိုမျိုးလေးမီစင်လေးပေါ်နေမှာဖြစ်ပါတယ်ဒီလိုမျိုးလေးမီစင်ပေါ်နေမှာဆိုရင်တော့ကိုယ် line ပေါ်မှာရှိနေရတွေတခြားတွေ line ပေါ်မှာရှိနေရဆိုတီးရမှာဖြစ်ပါတယ်တကယ်လို့ကိုယ် line ပေါ်မှာရှိတာကိုတခြားတွေမတိစီခြင်းမှုဆိုရင်တော့ကျွန်တော်တို့ကမီစင်ကိုပိတ်ထားပြရမှာဖြစ်ပါတယ်မီစင်ပိတ်ဖို့အတွက်ကျွန်တော်တို့ကအောက်မှာရှိတဲ့ MENU စနေအောင်နှိပ်ပြရမယ် ်ပီယာနဲ့စတင်ကိုထပ်နေပြီးမယ်ဒီနေရာရောက်ပြီဆိုရင်တော့အပေါ်ကိုနည်းနည်းလေးဆွတ်တင်ပြီးမယ်ဒီအောင်မှာ ACTI ပွေဆွေးနေရာမှာရှိပါတယ်အဲ့ဒီနေရာကိုနှိပ်ပြီးလိုက်မယ်ဒီနေရာမှာဒီလိုမျိုးလေးဖွင့်တာမယ်ဆိုရင်တော့ကိုလိုင်းပေါ်မှာရှိနေရအောင်အခြားတွေရတွေ့မြင်ရနိုင်တယ်လို့သူများတွေလည်းလိုင်းပေါ်မှာရှိအောင်ကိုကတည်နေရမှာဖြစ်ပါတယ်ဒီကဲလို့လိုင်းခိုးတုံးကျင်နေဆိုရင်တော့ဒီလိုမျိုးပိတ်ထားပြီးလိုက်မယ်ပီယာနဲ့နှိပ်ပြီးလိုက်မယ် ဒါဆိုရင်တော့ကိုလိုင်းပေါ်မှာရှိနေတာကိုတခြားတွေရတွေ့ရမှာမဟုတ်တလို့တခြားတွေလိုင်းပေါ်မှာရှိတာလည်းကိုကတရားနာမှာမဟုတ်ပါဘူး။ဒါဆိုရင်လက်ချက်ထွက်ကြည့်လိုက်မယ်။အခုတော့မီစင်းလေးပုံနေရနေပြီးတော့ဒီလိုမျိုးမီစင်းလေးရပျောက်သွားမှာဖြစ်ပါတယ်။တကယ်လို့မီစင်းလေးပြန်ဖွင့်ကြည့်လိုက်ဆိုရင်တော့မီနူပဲတစ်ချက်နေမယ်။ပီယာနဲ့စတီယွန်ထပ်နေပြီမယ်။ပီယာနဲ့ကျွန်တော်တို့ကအပေါ်နဲ့ဆွဲတင်ပြီးရော ACTI ဘူးရေးဆွေးနေအောင်နှိပ်ပေးလိုက်မယ်။ပီယာနဲ့ဒီနေရာကိုပြန်ဖွင့်ပေးလိုက်မယ်။ ဒါဆိုရင်တော့မီစင်ရပြန်ပေါ်မှာဖြစ်ပါတယ်ဒီလိုမျိုးပြောင်းလာမှာဖြစ်ပါတယ်တကယ်လို့ဒီလိုမျိုးလုံးလုံးမီစင်ရပြောင်းမလာဘူးဆိုရင်တော့ကျွန်တော်တို့ကစကူဒီလိုမျိုးမက်ဆင်ဂျာကိုချင်ထုတ်ပေးလိုက်မယ်ပြန်နဲ့ကျွန်တော်တို့ကမက်ဆင်ဂျာလေးကိုပြန်ဝင်ပြီးလိုက်မယ်ဆိုရင်တော့မီစင်ကပုံမှန်တိုင်းပြန်လဲအလုပ်လုပ်သွားမှာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေ